အာရခတက်တော်နဲ့ပူပေါင်းတက်တွေကရခိုင်ပြည်နယ်နဲ့ထိဆက်နေတဲ့မကွေးပကိုးနဲ့အေယာဝတီတိုင်းတို့မှာစစ်မျက်နှာချက်ထွင်နေတော့လေစစ်ကောင်စီရဲ့ကပစလို့ခေါ်တဲ့ကာကွယ်ပစ္စည်းထုတ်လုပ်စက်ရုံတွေကိုသိမ်းနိုင်ဖို့မလွယ်ကူသေးကြောင်းမြန်မာမဟာဗျူဟာနဲ့မူဝါဒလိလာရေး Institute ISP မြန်မာကတုံ့တက်ထားပါတယ်။အေးသိမ်းယူထားတဲ့ဒေတာတွေကိုစစ်ကောင်စီကအလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိသေးတော့လေရှမ်းမြောက်အပြည့်အဝမှုကိုခွင့်ကောင်းယူပြီးအေးအေးထိန်းချုပ်ရဒေတာတွေကိုစစ်ရှိန်မြင့်လာနေတယ်လို့လည်း ISP မြန်မာကဒီကနေ့ဒီဇင်ဘာ၁ရက်နေ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အေအေနေနဲ့စစ်ကောင်စီရဲ့စစ်ရှိန်မြင့်လာနေမှုများအပြင်ရခိုင်ကမ်းရိုးတန်းဘက်မှစစ်ဆင်ထားရမှုကာပါစာစစ်ရုံတွေကိုတင်ပိုက်ပြီးပါကလည်းထိန်းချုပ်ထားရန်ခက်ခဲမှုများရှိတာကြောင့်တင်ပိုက်အခြေချနိုင်ရမှာမလွယ်ကူတဲ့အခြေအနေမှာရှိနေစေဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါကြောင့်အေဟာစစ်ဆိုင်ထားခြင်းဒီလန်နဲ့ကာဘာဆာမြရဲ့လက်ပတ်နိုင်မှုကိုအနောက်ရှက်ပေးရန်သာဆွမ်းဆောင်နိုင်ဦးမှာဖြစ်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလက ။ပဲခူးတိုင်းအုပ်ရှိပေမျိုးမှာ16မိုင်ကွာမှာရှိတဲ့ပွိုင်း666ကုန်းကို ANA ပူးပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့ပြီးလက်ရှိမှာကပ္ပစ14ရှိတဲ့မကွေးတိုင်းဗရန်မြို့နယ်18မိုင်ဝန်းကျင်တို့လည်း ANA ပူးပေါင်းတပ်များရဲ့ထိုးစစ်ရောက်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။မကွေးတိုင်းနဲ့ပဲခူးတိုင်းတွင်းရှိ AOD မြို့နောက်ဖက်ကမ်းမှာစစ်ကောင်စီရဲ့ကပ္ပစဆက်ယုံ16ခုရှိပါတယ်။ အေဟာခြားဘောမဟာမိတ်တများနဲ့ပူးပေါင်း၍ရခိုင်ပြည်နယ်နီးစပ်ရာဒေသတွေကို ခြေကုပ်ယူရန်ကြိုးပမ်းနေကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာအာဂါဒာရင်မူများပေါ်ထွက်မယ်လို့စစ်ကောင်းဆောင်ယုံကြည်နေတဲ့အကြောင်းကိုလည်းဖော်ပြပေးပါမယ်မြန်မာနိုင်ငံရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးပြုစေမယ်အာဂါဒာရင်မူများသိပ္ပံဆိုင်ရာနည်းပညာပညာရှင်များအင်ဂျင်နီယာများနဲ့ကန္နာလိုက်ပညာရှင်များအနာဂတ်မှာပေါ်ထွက်လာမှာကိုယုံကြည်တယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ် ယမန်နေ့နိုဝင်ဘာ30ရက်ကပြုလုပ်ခဲ့တဲ့ရန်ကုန်မြို့ပြည်သူ့ရင်မြစ်ရှိအာကာသပြတိုက်ဖွင့်ပွဲအခမ်းအနားမှာစစ်ကောင်းဆောင်ကအခုလိုပဲပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။အာကာသပြတိုက်ကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တာကြောင့်မျိုးဆက်သစ်လူငယ်များအနေနဲ့ကျောင်းသင်ကန်းစာများကိုကြော်လွန်၍အာကာသသိပ္ပံနဲ့ဤပညာပညာရည်များမှာနိုင်ငံတကာနဲ့ရှင်ပြိုင်ပြီးရန်ပောင်တန်းနိုင်ရန်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်တော့မှာဖြစ်တယ်လို့လည်း၎င်းကဆိုပါတယ်။ဂျပန်နိုင်ငံရဲ့ပံမိုးကူညီမှုနဲ့1989ခုနှစ်ကဖွင့်လှစ်ခဲ့တဲ့နက္ခတ္တရာပြကန်းကို ယခုခါမှာစစ်ကောင်စီကစစ်ပစ္စည်းချို့လဲလဲပြီးအာဂါဒပြတိုက်ဆိုတဲ့အမည်နဲ့ပြန်လည်အစားထိုးဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ပါတယ်။လွတ်လပ်ရေးရပြီးနောက်အာဏာသိမ်းစစ်ကောင်တော်တွေဟာ၎င်းတို့ကိုမထောက်ခံသူများအပေါ်မှာအကြမ်းနှိပ်စက်မှုများနဲ့ဖမ်းဆီးချုံနှောင်မှုတွေကြောင့်မြန်မာနိုင်ငံရှိပညာရှင်အများအများမှနိုင်ငံတကာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ပြည်ထောင်2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းလူငယ်ပညာရှင်အများအများဟာ၎င်းတို့ရဲ့အခွင့်အလမ်းများပေါ်ပိတ်ပင်တားဆီးလာမှုကိုစိုးရိမ်နေကြောင်း နိုင်ငံတကာသို့ထွက်ပြေးတင်းရှောင်ခဲ့ရတာကြောင့်စစ်ကောင်စီအားလူဆွမ်းအားရင်းမြစ်ကိုဆုံးရှုံးနေရတယ်ဆိုတာအားလုံးအသိပဲဖြစ်ပါတယ်ခင်ဗျာစကိုင်းမြို့ပေါ်မှာစစ်တပ်ကလူငယ်တရာကျော်ကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်တူးလျင်ငွေကြေးသိန်းတရာနဲ့ပြန်ရွေးခိုင်းကအရွေးနိုင်တဲ့လူငယ်တွေကိုတောင်ကြီးစစ်သားစုဆောင်ရေးတပ်တို့ပို့ဆောင်လိုက်တဲ့တဲ့မှာစကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာစစ်တပ်ကလူငယ်တရာကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး လူငယ်တူလျင်ငွေကျဲ300နဲ့ပြန်ရွေးခိုင်းကမရွေးနိုင်တဲ့လူငယ်တွေကိုတောင်ကြီးမြို့မှာရှိတဲ့စစ်သားစုဆောင်ရေးတပ်များထံကိုပို့ဆောင်လိုက်တယ်လို့ဖမ်းဆီးခံလူငယ်များရဲ့မိသားစုဝင်များနဲ့ဒေသနေပြည်သူများထံကသိရပါဗျ။စကိုင်းမြို့ပေါ်ရက်ွက်များနဲ့လမ်းဆောင်လမ်းကွာများမှာစစ်တပ်ကလုံသွားလုံပြန်လူငယ်တရာကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနဲ့ဖမ်းဆီးခံရတဲ့လူငယ်များမှာအသက်20မှအသက်35နဲ့အတွင်းရှိတယ်လို့လည်းဆိုပါဗျ။လူငယ်တရာကျော်အနှမ်းမှာငွေချေးတက်နိုင်တဲ့မိသားစုများကလူငယ်20ဦးကို ငွေကျပ်30မှငွေကျပ်300တွင်ပေး၍ရွေးယူသွားကြောင်းမရွေးနိုင်မဲကြံခဲ့တဲ့လူငယ်80ကျော်ကိုတောင်ကြီးမြို့ရှိစစ်သားစုဆောင်ရေးတပ်များထံကိုစစ်ကားများနဲ့ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။စစ်ခွေးတွေကစကိုင်းမြို့ပေါ်ကို၄နေရာခွဲပြီးလူငယ်တွေကိုပေါ်တာဆွဲတာပါ။အဲ့ဒါလူငယ်တရာကြော်တယ်။တချို့ပိုက်ဆံရှိတဲ့သူဆိုရင်300နဲ့စစ်ခွေးတွေကပြန်ရွေးခိုင်းတယ်။ငွေသိမ့်မတတ်နိုင်တော့300နဲ့ရွေးကွင်ပေးတယ်။အဖမ်းခံရတာကုမ္ပဏီကောင်းမောင်းသူတွေရေးသန်းပို့တဲ့ကားမှလိုက်တဲ့အလုပ်သမားတွေနဲ့အလုပ်သွားတဲ့လူငယ်တွေကိုဖမ်းတာ စစ်ခွေးတွေကစကိုင်းမြို့ပေါ်မှာ၄နေရောက်ခွဲပြီးဖမ်းတယ်။စကိုင်းမြို့ပေါ်မှာလမ်းဆောင်ကျတဲ့နေရာတွေကိုစစ်ခွေးတွေကပိတ်ပြီးဖမ်းတာပါ။ဘလို့မှရှောင်မရဘူး။သူတို့ကြိုက်တဲ့လူငယ်ဆိုရင်ဆွဲဖမ်းတယ်။စစ်ခွေးတွေပေါ်တာဆွဲဖမ်းစီးတဲ့လူငယ်တရာကျော်တွေကလူငယ်၂၀ဦးကခံမှန်းချီပြန်လွတ်တယ်။တောင်ကြီးစစ်မှုထမ်းတင်တန်းကျောင်းနဲ့စုဆောင်ရေးတပ်စီကိုပို့လိုက်တယ်လို့ခန်းစီခံလူငယ်တဦးရဲ့မိဘဆွေမျိုးတူကရှင်းပြထားတာဖြစ်ပါတယ်။အလားတူပဲနိုဝင်ဘာလ25ရက်နေ့နဲ့26ရက်နေ့မှာလည်း စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်တပ်ကနေရောညပါလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးအ ਨੇ ဆုံးလူငယ်40ထက်မနည်းကိုစစ်တပ်ကစစ်မှုထမ်းခိုင်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။စစ်တပ်ဖမ်းဆီးသွားတဲ့လူငယ်တွေဟာအသက်20ကျော်အရွယ်များဖြစ်တယ်လို့လည်းဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်က2024ခုနှစ်မေလမှစတင်ကစစ်မှုထမ်းပတ်စဉ်တင်နန်းတွေကိုဖွင့်လှစ်ခဲ့ရမှာယခုအခါမှာစစ်မှုထမ်းတင်နန်းအပတ်စဉ်20အထိရောက်ရှိလာပြီလည်းဖြစ်ပါတယ်ခင်ဗျာ။ တရုတ်ကူညီနဲ့တောင်းယူရတဲ့မျိုးများကုံသွားပြီလို့စစ်လော်ဗီများဆိုလာတဲ့အကြောင်းကိုလည်းဖော်ပြပေးပါမယ်။စစ်ကောင်မရှင်ကပြန်လည်ရရှိခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမျိုးနွယ်များကဟိုက်ကင်သဘောတူညီချက်ပေါ်အခြေခံပြီးတရုတ်ပြည်အပညီနိုင်မှုကြောင့်ပြန်လည်ရရှိခဲ့တာဖြစ်ပြီးထပ်မံရရှိရန်မျိုးများမရှိတော့ဘူးလို့စစ်တပ်လော်ဗီတွေက Telegram Channel များမှာရေးသားလာပါတယ်။တရုတ်ရဲ့ထောက်ခံမှုနဲ့မြောက်ပိုင်းညောင်မဟာမေးတုံးဖွဲ့စတင်ခဲ့တဲ့2029ဆစ်စင်ကရှမ်းမြောက်မျိုး16မျိုးသိမ်းပိုက်ပြီးတဲ့နောက် ဇန်နဝါရီလ17ရက်နေ့2024ခုနှစ်မှာ hiking သဘောတူညီချက်နဲ့ရက်ဆိုင်ခဲ့တာဖြစ်ပါတယ်။သို့သော2024ခုနှစ်ဇွန်လ24ရက်နေ့မှာစတင်ကညီတော်မမေး၃ဘွဲက2029စစ်စင်ရေးဒုတိယလိုင်းစတင်ပြီးတဲ့နောက်မြို့များကိုဆက်လက်သိမ်းပိုက်ခဲ့တဲ့အတွက်စစ်ကော်မရှင်ကိုထောက်ခံသူတွေကညီတော်မမေး၃ဘွဲဟာ hiking သဘောတူညီချက်ကိုစတင်ချိုးဖောက်ခဲ့တယ်လို့ဆိုထားပါတယ်။လော်ဘီတွေခုလိုထုတ်ပြောလာတာကစဉ်းစားစရာနဲ့ချက်ရှိတယ်။ပထမချက်ကရှမ်းမြောက်ကမြို့တွေကိုတရုတ်ကြီးကထပ်မတောင်းပေးတော့ဘူးလို့သဘောရှိတယ်။ ။နောက်တစ်ချက်ကတော့တရုတ်ကူညီမယူဘဲနဲ့စီးရဲရှိန်မြင့်တော့မယ်ဆိုပြီးတော့နိုင်ငံတကာကိုအပြားလုပ်တော့မယ်သဘောရှိတယ်။အဓိကကတော့လာမယ့်စစ်ပွဲတွေမှာစီးရဲရာရောနိုင်ငံရေးအရာပါပြင်းစင်ရန်ရည်ရွယ်ပြီးဝါဒဖြန့်တာပါလို့နိုင်ငံရေးလေလာသူတို့ကသုံးသပ်ထားပါတယ်။၁၂၂ဒုတိယပိုင်းအတွင်းမှာတောင်အမျိုးသားတပ်မတော် DNL ကနောင်ချိုကြောက်မဲတိဘောမိုးကုန်းနဲ့မိုးမဲ MNDA ကလာရှိုးမျိုးတွေကိုသိမ်းပိုင်နိုင်ခဲ့တော့လေ တရုတ်ကစစ်တပ်ကိုတိတိတသားကူညီခဲ့ခြင်းကြောင့်မိုးမိမအပချမ်းမျိုးများဟာစစ်ကော်မရှင်လက်အောက်ကိုပြန်လည်ရောက်ရှိခဲ့ရတာဖြစ်ပါတယ်။ဒါပြင်တစနစခွန်စစ်စင်ရေးဒုတိယပိုင်းမှာဂျာဂန်နယ်ဖြစ်ထားတဲ့ UWSA ထိန်းချုပ်ထားတဲ့တန်ရံမျိုးနဲ့ SSPB ထိန်းချုပ်ထားတဲ့မျိုးတွေကမြည်သို့ဆက်ဖြစ်မယ်ဆိုတာကိုမခံမနိုင်ကြောင်းလည်းစစ်တပ်လော်ဘီများကဆိုပါတယ်။လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ညှိနှိုင်းပြီးပြန်လည်ရရှိခဲ့တဲ့မျိုးများကုံဆုံးသွားပြီလို့ယူဆပြီး ကြံရှိနေတဲ့နေမြများအတွက်စီအေးရာတိုက်ယူမယ်လို့လော်ဘီများကကြုံဝါထားတာလည်းဖြစ်ပါတယ်။ရှမ်းမြောက်ကညီနောင်တွေဆက်လက်ထိန်းချုပ်ထားတဲ့မျိုးတွေကိုစစ်တပ်ကထိုးစစ်ကိုအရှိန်မြင့်မယ်နဲ့တူတယ်။ဒီနေ့ထက်မှပြန်သွားတဲ့မျိုးတွေကမနေဘူး။စီအေးပြော်ကိုတေချာမချထားရင်တော့တအီးအီးနဲ့စစ်တပ်ကအကုန်ပြန်ယူသွားနိုင်တယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းမျိုးသိန်းတိုက်ပွဲများမှာပေါ်ဝင်ခဲ့တဲ့အညာဒေသမှတော်လိုင်းရဲဘော်တူကရှင်းပြထားတာဖြစ်ပါတယ်။ဒါပြင်ရခိုင်နဲ့ကချင်ပြည်နယ်တို့မှာ A နဲ့ KIA ကသိမ်းပိုက်ထားတဲ့မျိုးများက ဟိုင်ကင်စာချုပ်မှာမပါတဲ့အတွက်တိုက်ယူရမယ်လို့လည်းစစ်လော်ဘီများကရည်သားထားပါတယ်။ဆက်လက်ပြီးလဲမူဆယ်105မိုင်ကလည်း30 20စစ်စင်ရေးပထမပိုင်းကလေးကညီတော်မအမေများတင်ပိုက်ခဲ့တဲ့နေမည်ဖြစ်တာကြောင့်တရုတ်ကညှိနှိုင်းပေးမဲ့အလားအလာမရှိတဲ့အတွက်တိုက်ယူရမယ်လို့လည်းဆိုထားပါတယ်။တရုတ်ကူညီနဲ့ထပ်မံတောင်းယူရရနိုင်တဲ့နေရာတွေကတော့လာရှိုးမြို့ဒီမှာရှိတဲ့နောင်မွန်နဲ့မေဟန်ကျေးရွာများဖြစ်ပြီးလက်ရှိအဆိုပါနေရာတွေကို MNDA ကထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ဒါကြောင့် စစ်ကောင်မရှင်ဟာတရုတ်ရဲ့ဂျောင်းဝင်မှုနဲ့ညှိနှိုင်းတောင်းယူပြီးရနိုင်တဲ့မျိုးနွယ်များမှာကုံဆုံးသလောက်ရှိနေပြီဖြစ်တဲ့အတွက်စစ်တပ်ရဲ့တူယောင်ရွေးကောက်ပွဲပြီးတဲ့နောက်မှာတက်လာမဲ့အမိခံဆိုရကဒေါ်လာဟင်းဖွဲ့များထိန်းချုပ်ထားတဲ့နေမျိုးတွေကိုပုံမှုထိုးစစ်ဆင်လာနိုင်တဲ့အတွက်တိုင်ပွဲများယခုထက်ပုံမှုပြင်းထန်လာမှာကိုသတိပြုတင်ကြောင်းလဲစီးရီးလိလာသူများကထောက်ပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ။